ခီးသွားလာဖို့ဈေးသက်သာဆုံးနိုင်ငံ၁၀နိုင်ငံစည်းရင်းထဲမှာမြန်မာနိုင်ငံလည်းပါဝင်လာနေပါတယ်။သို့တော့လက်ရှိမြန်မာနိုင်ငံအခြေအနေကခီးသွားလာဖို့မတင့်တော်ဘူးလို့အများကယူဆထားနေတာပါ။ခီးသွားလာဖို့ဈေးချိုဆုံးနိုင်ငံအဖြစ်ထိတ်ဆုံးမှာရပ်တည်နေတာက လာအိုနိုင်ငံဖြစ်ပါတယ်။တနေ့တာလဲပတ်ဖို့ကုန်ကြမ်းဈေးကအမေရိကန်ဒေါ်လာ16ဒေါ်လာပဲရှိတယ်လို့ဖော်ပြထားပါတယ်။ ဒုတိယကကာဇက်စတန်ဖြစ်ပြီးတော့ယင်းနောက်မှာရန်ဒါဂါနာမွန်ဂိုလီယာအာမေးနီးယားဘာကီနာဖာဆိုဂျော်ဂျီယာမာလီနဲ့မြန်မာနိုင်ငံတို့ပါမြန်မာနိုင်ငံဟာခီးတွားလာဖို့ဈေးချိုဆုံးနိုင်ငံ၁၀နိုင်ငံစည်းင်းမှာအဆင့်၁၀နေရာကိုရရှိထားတာပါမြန်မာနိုင်ငံမှာနိုင်ငံခြားသားတွေခီးတွားလာမယ်ဆိုရင်တရက်ကိုအမေရိကန်ဒေါ်လာ90ကနေ150အထိကုန်ကြနိုင်ပါတယ် တချို့စိန်ခံသုံးဆွဲနေတဲ့အဆင့်တွေဆိုရင်တရက်ကိုအမေရိကန်ဒေါ်လာ200ကနေ600အထိကုန်ကြနိုင်ပါတယ်။မြန်မာငွေနဲ့တွက်ရင်ကျပ်2သိန်းကျော်ကနေ26သိန်းအထိကုန်ကြနိုင်တာကြောင့်မြန်မာတွေအတွက်ဆိုအတော်များပါတယ်။မြန်မာနိုင်ငံကိုခရီးသွားဧည့်သည်အများစုလာကြတာဟာရှေးဟောင်းအငွေနှစ်တွေကိုလေးလာဖို့နဲ့လူတွေကိုတွေးဖို့ပါ။2020ပြည့်နှစ်မတိုင်မီကမြန်မာပြည်ကိုနိုင်ငံခြားခရီးသွားဧည့်သည်၄.၃၆တန်းကျော်ဝင်ရောက်ခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ခရီးသွားဧသည်ဝင်ရောက်မှုလုံးဝရောကျသွားခဲ့သလိုသွာလာနိုင်တဲ့နေရာတွေလည်းလုံခြုံမှုမရှိတော့ပါဘူးစစ်ကောင်စီလက်ထက်မှာမြမခရီးသွားကဏ္ဍတစ်ခုလုံးဟာလုံးဝပြိုလဲကျသွားခဲ့တာကိုတွေ့မြင်ခဲ့ရတာပါအင်းကြီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာတော့တနည်းကိုခရီးသွားဧသည်34တန်းထက်မနည်းလာရောက်နေပါတယ်ခရီးသွားလုပ်ငန်းဟာမိခိုးတိတ်စည်းဝါးရေးလုပ်ငန်းလို့လဲခေါ်ဆိုကြပြီးမြန်မာနိုင်ငံနဲ့လုံးဝကိုက်ညီတဲ့ကဏ္ဍဖြစ်ပါတယ် သို့တော်လည်းစီမံခန့်ခွဲမှုညံပြင်းတာမိမိအကျိုးစီးပွားသာကြည့်ပြီးပြည်သူကိုဒုက္ခပေးတာတွေကြောင့်အခုလိုကြာဆုံးနေရတာဖြစ်တယ်။